မီးပိုးကောင်အန်ဒီရဲ့ Petrus Dermatitis မြန်မာလိုအများအားဖြင့်မီးပိုးကောင်လို့ခေါ်ကြတဲ့ Roof Beetle ကို Petrus မျိုးနွယ်ဝင်အင်းဆက်တစ်မျိုးရဲ့အစိတ်ဟာ လူရဲ့ခန္ဓာကိုယ်အရေးပြားကို ရောင်ရမ်းမှုတွေဖြစ်စေတတ်ပါတယ်။ဒါကို မီးပိုးကောင်လောင်ခြင်း Petrus Dermatitis လို့ခေါ်ပါတယ်။ဒီပိုးကောင်တွေဟာကြိုက်တာတုတ်တာ မလောက်ပါဘူးဒါပေမဲ့ပိုးကောင်နဲ့မတော်တဆထိမိခြင်းပုတ်မိခြင်းပိုးကောင်ကို မတော်တဆခြေမွပစ်မိခြင်းအရေပြားပေါ်ပိုးကောင်ဖျက်သွားခြင်းတို့ဟာသူတို့စီကပေဂျရင်လို့ခေါ်တဲ့အစိတ်တက်နဲ့ထိမိခြင်းဖြစ်စေပါတယ်ဒီတစ်ခါလူအရေပြားပေါ်မှာ chemical ban ကဲ့သို့ ပြင်းထန်တဲ့ရောင်ရမ်းမှုတွေကို ခံစားရပါတယ် အင်းဆက်အမတွေကပဲဒီအစိတ်ထောက်တာတွေ့ရပါတယ်မီးပိုးကောင်းတွေဟာ မိုးရာသီမှာပိုပေါ်ပြီးညဘက်မှာပိုထွက်ကြပါတယ်သူတို့တွေကအိမ်ထဲက white light LED lights တွေကိုကြိုက်နှစ်တတ်တာကြောင့်လူနေအိမ်တွေအိတ်ခန်းတွေစီ ရောက်လာတတ်ပါတယ်မီးပိုးကောင်းကြောင့်အရေးပြရောင်ရမ်းခြင်းရဲ့အဓိကလက္ခဏာများကတော့ ပေတရအစိမ့်နဲ့ထိတွေ့ပြီး24နာရီမှ48နာရီအတွင်းစတင်ပေါ်ပေါက်လာလေးရှိပြီးပုံမှန်အားဖြင့်ထိမိတဲ့နေရာမှာနာကျင်ပူဆက်ခြင်းရားရံခြင်းညည်းရောင်ရမ်းခြင်းနှင့်အရေးကြီးမှုများထွက်ခြင်းဖြစ်တတ်ပါれအစိမ့်ထိမိတဲ့နေရာတလျှောက်အစင်းကြောင်းပုံစံလီနီယာညည်းရောင်ရမ်းလာတတ်ပါれသူ့ပုံစံက ရွေနွေးဘူးလောင်နာကက်မီကယ်လောင်နာနဲ့ဆင့်တူပါလေဖြစ်ပွားလေးရှိသောနေရာများကတော့မျက်နှာလယ်ပင်လက်ပခုံးစတဲ့အဝတ်အစားဖုံးအုပ်မှုနဲ့နေရာတွေပါရက်အနေငယ်ချာရင် အရေးကြီးမှုတွေခြောက်သွားမှာဖြစ်ပြီးအနှဖေးကွာကြကအဲ့ဒီနေရာမှာအညို အမဲအောင်အမာရွတ်ကြံခြင်း hyperpigmentation ဖြစ် ကြံခဲ့တတ်ပါတယ်။ထိတွေ့မှုပြင်းထန်ခဲ့ရင်ဆေးရုံတက်ကုသရတာတွေလည်းရှိပါတယ်။မျက်လုံးနဲ့အနီးတစ်ဝိုက်ရောင်ရမ်းတာကိုနိုးလာမှတိရတဲ့ပုံစံမျိုးဝိတ်ကန်ချီဖြစ်လေရှိပြီးမျက်လုံးနဲ့အနီးတစ်ဝိုက်ပူလောင်နာကျင်ခြင်းတွေ ဖြစ်တတ်ပါတယ်။မျက်ခွန်ပေါ်ကဒဏ်ရာတွေကနှစ်ပတ်ခန့်အတွင်းတက်တာသွားနိုင်ပေမဲ့မျက်ကြည်လွားပါဝင်မှုရှိခဲ့ရင်တော့အနာကျက်ဖို့အတွက် ရက်90လောက်ထိကြာနိုင်ပါတယ်။မျက်လုံးအနည်းတစ်ဝိုက်ထိမိပြီးညီချင်းရောင်ချင်းအမြင်အာရုံဝေဝါးခြင်းတွေဖြစ်ခဲ့ရင်ဆရာဝန်ချက်ချင်းပြရပါမယ်။မီးပိုးအောင်ထိမိခဲ့ရင်ဘာလုပ်မလဲ။ချက်ချင်းရေးဆေးပါ။ပိုးကောင်နဲ့ထိတွေ့မိပြီးတန်တရာရှိရင်ဒါမှမဟုတ်အရေးပြားပေါ်အစိတ်ရေးထိမိတယ်လို့ယူဆရင် ချက်ချင်းဆက်ပြားနဲ့ရေမြများသုံးပြီးအဲ့ဒီနေရာကိုဖွားဖွားလေးအသာအရာစေးကြောပေးပါဒါမှ အစိတ်တက်ကို အမြန်ဆုံးဖယ်ရှားပြီးပုံမပြတ်အောင်တားဆီးနိုင်ပါလိမ့်မယ်ထိမိတဲ့နေရာကအရေးပြားကိုနာနာပွတ်တိုက်ခြင်းကုတ်ချင်းတို့ကို လုံးဝမလုပ်ပါနဲ့စတီရိုက်ပါသောလိန်စေ topical steroid များကရာရံမှုနှင့်ရောင်ရမ်းမှုကိုတတ်တာစီလို့ လိမ့်ပေးနိုင်ပါတယ် iodine ပါတဲ့ဆေးရည်ဥပမာဗီတတင်းကအဆိပ်ကိုခြေပေးနိုင်တဲ့အတွက်ထိမိတဲ့နေရာကိုဆေးရည်နဲ့တန့်စင်ပေးနိုင်ပါတယ်ရိုင်းရင်လူးတဲ့ကလမင်းလူးဆေးလိုမျိုး လူးနိုင်ပါတယ်အရေးကြီးမှုများဖြစ်ပေါ်ပြီးနောက်ဆက်တွဲဘက်တီးရီးယားဝင်ခြင်းမှ ကာကွယ်ရန်ဆေးရောင်ဝင်ညွှန်ကြားချက်ဖြစ်တာ antibiotics ပေးနိုင်ပါတယ်အလတ်ချစ်ဖြစ်ခြင်းနဲ့ ရိုင်းရံမှုတက်တာစေတဲ့ antihistamine ဆေးများ bamidon citrin စသည်များပေးနိုင်ပါတယ်အထူးသတိပြုရမှာကတော့အရက်ပြန်သို့မဟုတ်အရေးပြားကိုပိုပြီးလောင်စေတဲ့လိန်ဆေးများကိုကိုယ်ပါသားလိန်ချင်းရှောင်ရှားတင်ပါတယ်ထိခိုက်မိတာပြင်းထန်မှာကအရေးပြားအထုကုဆရာဝန်နှင့်အမြန်ဆုံးပြတာတင်ပါတယ်ဘလို့ကာကွယ်နိုင်မလဲ ညာဘက်အိတ်ခမ်းပတင်းပေါက်များကို ဖွင့်ပြီးမအိပ်ပါနဲ့လျက်စစ်မီအလင်းကအင်းဆက်ပိုးများကိုဆွဲဆောင်နိုင်တဲ့အတွက်အိယာနာမှာမီးလင်းလင်းတွေမထားရင်ပိုကောင်းပါလေမီးအလင်းဆူဆူတွေအစားပိုပြီးမှိန်တဲ့အဝါရောင်မီးလုံးတွေကိုတုံးနိုင်ပါလေချင်းအောင်တေချာထောင်ပြီးအိပ်ပါညနေတုပ်ပေါ်ဝါနဲ့အဝတ်များကို မီးပိုးကောင်ရှိမရှိတေချာခါပြီးမှ အသုံးပြုပါပိုးကောင်ကိုတွေ့ရှိရင်သို့မဟုတ်ခန္ဓာကိုယ်ပေါ်မှာတက်လာခဲ့ရင်လက်နဲ့မချေမိစေပဲမှုန့်ထုတ်ခြင်းဖယ်ရှားခြင်းပြုလုပ်သင့်ပါတယ်ကြိုင်မိပြီးရင်ချက်ချင်းရေနဲ့တေချာဆေးချပါသူကုတမတော်တူတယ်လီကျမ်းမှာအမျိုးသားညီညွတ်ရေးအစိုးရ